ကျမ်းမာတော်မူကြပါသောခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ9ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရေမြို့နယ်အာယူတောင်ကြေးရွာမှာရှိတဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်အဖွဲ့ကိုရေဘလူတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်မှုစစ်သား၄កောင်တေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မွန်ပြည်နယ်ရေမြို့နယ်အာယူတောင်ကြေးရွာမှာရှိတဲ့ စစ်တလောက်ကံပြည်သူအဖွဲ့ကိုရေဘလူတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြူစောတီခေါင်းဆောင်လင်းဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်သားလေးကောင်တေဆုံးသွားကြောင်းရေဘလူတပ်ဖွဲ့ခေါင်းဆောင်ကပြောကြားပါတယ်။ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်7:00နာရီခွဲဝင်းကျင်အချိန်ရေဘလူအဖွဲ့ကအာယူတောင်ကျေးရွာရုံးကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မနက်7:00နာရီခွဲဝင်းကျင်လောက်မှာအာယူတောင်ကျေးရွာရုံးနဲ့လင်းဦးရှိတဲ့နေရာကိုဝင်ရောက်တိုက်ခိုက်တယ်။ဒုတိယအချိန်ပေါ်တိုက်ခိုက်တဲ့အခါမှာ သူတို့အဖွဲ့ကတပ်သား၄ဦးကြတယ်လင်းဦးကတော့တနက်တန်ရထက်ထီမှန်ထားတယ်လင်းဦးကိုစေးရုံကိုပို့တယ်လင်းဦးတပ်သား၄កောင်ကတော့ဘန်ကာနဲ့ရုံထဲမှာပဲမတာပေါ်သွားပြီလို့ရေဘလူတပ်ဖွဲ့ရဲ့တရင်မှုကပြောကြပါတယ်အကြံပါစစ်တလောက်ခံပြည်သူစစ်ခေါင်းဆောင်လင်းဦးဟာနိုဝင်ဘာလ23ရက်နေ့ကလည်းရေဘလူတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြည်စောတိအဖွဲ့ဝင်များဒဏ်ရာများအရှင်းမပြောက်သေးခင်ဒုတိယအကြိမ်ထပ်မံဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်လင်းဦးတိမ်မတည်တော့အတိအကျမသိရသေးဘူး ပေါင်မှတီထားတယ်လို့ကြားတယ်သူဒံရကတော့အသက်အန္တရာယ်မစိုးရင်ရဘူးဆိုရင်တော့မှလှုပ်ရှားလို့တော့မနိုင်တော့ဘူးပထမထိထားတဲ့ဒံရတွေကအခုချိန်ထိမပြောက်သေးဘူးနောက်ထပ်တစ်ချိန်ထပ်ထိတယ်ဆိုတော့သေဖို့တော့များတယ်ဒီကောင်တနက်ဒံရနဲ့မသေရင်တော့မှညပိုင်းကျွန်တော်တို့အကြောင်းစဉ်းစားရင်ကြောက်ပြီးသေမလို့ရေဘလူတပ်ဖွဲ့ရဲ့တရင်မှုကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ပြည်ပအမှုပညာရှင်တွေပြန်လာပြီးမဲပေးလိုပါကသူကအစွမ်းကုန်ကူညီပေးသွားမယ်လို့ လူရှင်တော်အသင်းဥက္ကဋ္ဌဒိန်းတောင်ကယခုလိုပြောဆိုခဲ့ပါတယ်။ပြီးရင်ပြီးတော့မဲ့ပြဿနာလေးအပေါ်မှာပတ်ဝန်းကျင်ရဲ့တွေးထိုးမှုကြောင့်စိတ်အလိုလိုက်မိပြီးပြီးပြေးဖြစ်နေကြတဲ့ကျွန်တော်တို့ချစ်ရပြီးကျွန်တော်တို့ကိုလည်းပြန်ချစ်ခဲ့ဘူးကြတဲ့အမှုပညာမောင်နှမတွေအများကြီးပါ။ဒီအချိန်မှာသူတို့အတ္တိတရားရပြီးပြန်လာခြင်းနဲ့ကျွန်တော်တို့ထမင်းရှင်ပြည်သူလူထုအတွက်စစ်မှန်တဲ့ဒီမိုကရေစီကိုရောက်အောင်လက်ရှိနိုင်ငံခေါင်းဆောင်တွေကပြုလုပ်ပေးတဲ့ပါတီစုံရွေးကောက်ပွဲမှာမဲပေးခြင်းနဲ့ဆိုရင် ကျွန်တော်တို့အနေနဲ့အစွမ်းကိုကူညီပေးသွားမှာပါလို့တရုတ်ပြည်ရုပ်ရှင်ပွဲတော်ကပြန်လာတဲ့ချိန်လေဆိပ်အတွင်းအင်တာဗျူးတစ်ခုမှာလူရှင်တော်အသင်းကြီးရဲ့ဥက္ကဋ္ဌဖြစ်သူဒိန်းတောင်ကပြောခဲ့ပါတယ်။အခုတကဘာလုံးရဲ့အကြီးဆုံးဖြစ်တဲ့တရုတ်ရုပ်ရှင်ပွဲတော်ကြီးကကျွန်တော်ပြန်လာတာပါ။လက်ရှိနိုင်ငံတကာမှာပြည်ပြဖြစ်နေကြတဲ့ကျွန်တော်တို့ရဲ့အမှုပညာကြီးကိုမောင်နှမတွေပါပါရင်ဘယ်လောက်တောင်ပြောစရာကောင်းလိုက်မလဲ။အခုတော့ယာယီတမရာကြီးကဆေလွတ်လွတ်သွားခဲ့ကြရပေမဲ့ကျွန်တော်တို့ဒဇလီမှမပြောခဲ့ရပါဘူးလို့၎င်းကဆိုပါတယ်။ အချိန်မနှောင်းခင်တက်မတော်ကဥဆောင်ကျင်းပပေးတော့မဲ့ပါတီစုံရွေးကောက်ပွဲကြီးမှာပြည်ခံဖြိုးကိုတာမဲပေးဖို့ပြန်လာမဲ့ဆိုပါကမိမိအနေနဲ့ဝန်ဆောင်ကအနေချင်းဖြင့်ပြည်တွင်းမှာရှိတဲ့နေအိမ်များရောက်စီစဉ်ပေးတော့မှာဖြစ်ကမဲကိုလည်းလူတလောက်ပေးလို့ရနိုင်ရအတွက်တရားဝင်မှတ်ပုံတင်တဲ့စမတ်ကတ်တွေကိုတဦးလျင်၈ခုအထိလုပ်ပေးသွားမယ်လို့ဥက္ကဋ္ဌဒိန်းတောင်ကပြောပါတယ်လူရှင်တော်အတင်းကြီးရဲ့ဥက္ကဋ္ဌဒိန်းတောင်မှာ တရုတ်နိုင်ငံမှာကျင်းပပြုလုပ်တဲ့ရုပ်ရှင်ပွဲတော်မှာပြန်ရောက်ပြီးနှစ်ရက်မြောက်တဲ့နေ့မှာဆောက်၍မိသူမစကားမပြောတော့ကြောင်းပြောရင်လည်းမတူသလိုမတန်သလိုတစ်ဖက်လူကိုကြည့်ပြီးပတ်ဝန်းကျင်မှာရှိတဲ့တရုတ်လူမျိုးအချို့တော်နားမလဲတဲ့တရုတ်မကထစကားတွေပြောကရေတောင်တူနဲ့တောင်းနေကြောင်းဥက္ကဋ္ဌဒိန်းတောင်မိသားစုနဲ့နှိစက်သူတူထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာပြည်နယ်ပေါ်အမေရိကန်နိုင်ငံသားချင်းတိုင်းသားလူငယ်ဂျော့ရှွာဖန်ကကမ္ဘာချန်ပီယံအလက်ဇန်ဒရီ ပန်ဒူဂျာကိုအနိုင်ယူပြီး UFC Flyweight တန်ကမ္ဘာချန်ပီယံဖြစ်လာကြောင်းတင်ဆက်ပေးပါမယ်။မြန်မာပြည်နယ်ပေါ်အမေရိကန်နိုင်ငံသားချင်းတိုင်းသားလူငယ်ဖိုက်တာ Joshua Van က UFC Flyweight တန်ကမ္ဘာချန်ပီယံအဖြစ်အနိုင်ရရှိသွားပါတယ်။ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့ American ပြည်တော်စုမှကျင်းပတဲ့ UFC Flyweight တန်ကမ္ဘာချန်ပီယံပြိုင်ပွဲမှာချင်းလူငယ်ဖိုက်တာ Joshua Van က UFC ရဲ့ Flyweight တန်ကမ္ဘာချန်ပီယံ Alexandre Pandusha ကိုအနိုင်ရရှိပြီး Flyweight Champion ကပတ်ကိုအနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ပွဲစတင်ပြီးပထမအကြိမ်စက္ကန့်ပိုင်းမှာပင် Joshua Van ကပြိုင်ဘက်ကိုအလဲထိုးခဲ့ခြင်းဖြစ်ပြီးပြိုင်ဘက်ကပတ် Champion Alexandre Pantoja မှာလက်ကျိုးသွားတဲ့အတွက်ဆက်လက်မရှင်ပြိုင်နိုင်တော့ဘဲအရှုံးပေးလိုက်ရခြင်းဖြစ်ပါတယ်။ချင်းလူငယ် Joshua Van ကဇွန်လ29ရက်နေ့ UFC 317 Flyweight တန်းပြိုင်ပွဲမှာ UFC Flyweight တန်းရဲ့အဆင့်တနေရာမှာရှိတဲ့ Brandon Rivera ကိုအနိုင်ရရှိပြီးနောက် UFC ရဲ့ Flyweight တန်ကပ္ပချန်ပီယံကိုစိန်ခေါ်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါ रे ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အမရပူရာမြို့နယ်မှာဒေါက်တာတေဇာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ရဲ့ဆန္ဒပြဓာတ်ပုံတွေကိုလိုက်လံပြသပြီးတရင်ပေးရင်ငွေချက်သိန်းနဲ့ရချီးမြှင့်မဲလို့ပြည်သူတွေကိုစစ်တပ်ကလိုက်လံစီးယုံနေကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းအမရပူရာမြို့နယ်မှာဒေါက်တာတေဇာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ရဲ့ဆန္ဒပြဓာတ်ပုံတွေကိုလိုက်လံပြသပြီး သတင်းပေးရင်ငွေကြက်သိန်းနေရာချင်းမြင့်မဲလို့ပြည်သူတွေကိုစစ်တပ်ကလိုက်လံစီယုံနေကြောင်းအမရပူရမြို့နယ်မှာပြည်သူတွေကဆိုပါတယ်ဒီဇင်ဘာလ3ရက်နေ့မန္တလေးမြို့ပေါ်မှာဒေါက်တာတေဇာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ကဆန္ဒပြခဲ့ပြီးဆန္ဒပြမှုနဲ့အတူဒီဇင်ဘာလ10ရက်နေ့တနိုင်ငံလုံးအတန်တိတ်တပိတ်မှာပါဝင်ရန်စီယုံနှုတ်ဆော်သွားတဲ့အတွက်အကြံဖတ်စစ်တပ်ကတပိတ်ခေါင်းဆောင်တွေကိုဖမ်းဆီးရရှိရေးနီလန်းမျိုးစုံစူးစမ်းလာခြင်းဖြစ်ကြောင်းရင်းတို့စူးစမ်းတဲ့နီလန်းများအနက်မှာ မန္တလေးမြို့ပတ်ဝန်းကျင်မှာရှိတဲ့မြို့များကျေးရွာများကိုအစင်းများဆက်တိုက်စစ်ဆီးလျက်ရှိကြောင်းအစင်းစစ်ချိန်ဒေါက်တာတေဇာဆန်အပါအဝင်တပိတ်ကောင်းဆောင်များရဲ့တပ်ပုံများကိုပြတ်တက်ကမြင်ဘူးချင်းရှိမရှိအကယ်၍တွေ့ရှိပါကချက်ချင်းအကြောင်းကြားရနေငွေကျပ်သိန်းနေရာချင်းမြင့်မဲ့လို့စစ်တပ်ကလိုက်လံပြောဆိုနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျမတို့အမရပူရမြို့နယ်တောင်မြို့မှာတောက်ကြနေဒီဇင်ဘာလ9ရက်နေ့ညပိုင်းအစင်းတွေစစ်ပါတယ်။စည်ရင်နဲ့ပိပိတေးတေးမျက်နှာနဲ့ ကိုတေဇာဆန်းတပ်ပုံနဲ့တပိတ်မောက်ကြတဲ့သူတွေတပ်ပုံတွေပြပါတယ်။အစင်းစစ်တာကလည်းအင်းရှင်အိမ်ကအကုန်အိမ်အောက်ဆင်းပြရတယ်။သူတို့ကအိမ်ကန်းတဲ့ကချင်းအောင်ပါလှန်ပြီးစစ်ပါတယ်။အိမ်သားတွေတဲ့ပါဝင်စစ်တယ်။တပ်ပုံထဲမှာပါတဲ့ကိုတေဇာဆန်းကိုတွေ့ရင်နီးစက်ရရဲစခန်းနဲ့ရက်ကွက်ရုံးကိုအကြောင်းကြားဖို့မှားပါတယ်။အဲ့ဒီလိုအကြောင်းကြားပေးရင်ငွေကျပ်သိန်းညာပေးမယ်လို့လည်းပြောပါတယ်လို့တောင်မြုံမှပြည်သူတို့ကဆိုပါတယ်။အမရပူရမြို့နယ်မှာ တခြားပြည်သူတွေကလည်းစစ်တပ်ကကိုတေဇာစံတပ်ပုံနဲ့တပိတ်ကောင်းဆောင်များရဲ့တပ်ပုံများကိုလိုက်လံပြတာပြီးမင်းမြန်စုံစမ်းမှုများလှုပ်ဆောင်နေဒီမှာမှန်ကန်ကြောင်းရန်ကုန်ခေတ်တည်တင်းဌာနကိုဆိုပါတယ်ဒီဇင်ဘာလ3ရက်နေ့လူတို့အရေးတော်ပုံကောင်းဆောင်များဖြစ်ကြတဲ့ဒေါက်တာတေဇာစံကိုနန်းလင်းရန်ကုန်နဲ့ကိုခန့်ဝေဖြူစကိုင်းတို့အပါအဝင်ရဲဘော်ရဲဘက်များပြည်သူလူထုနဲ့အတူပူးပေါင်းကရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြခဲ့ကြတဲ့ မန္တလေးတိုင်းချင်းအီတာဆန်မြို့နယ်ရှိလမ်းဘေးဈေးတန်းကိုဒီဇင်ဘာလ၄ရက်နေ့ည10:00နာရီဝန်းကျင်ချင်းအလေပိုက်တိုင်းစစ်တိုင်းမှုအမိန့်နဲ့စစ်တပ်နယ်စီဝင်ကဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။စစ်တပ်ကစစ်နာပြပွဲဖြစ်ပွားခဲ့ရာချင်းအီတာဆန်မြို့နယ်ချင်းအီတာဆန်အနောက်ရက်ကွက်29လမ်း84 85လမ်းကြားမှာရှိတဲ့လမ်းဘေးဈေးဆိုင်တွေကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီးအနည်းဆုံးဆိုင်ကန်း90ဝန်းကျင်ဖျက်ဆီးခံခဲ့ရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့မဲအောင်နိုင်သာလင်းချိန်မုံခံရသူဖြစ်လိမ့်မယ်ဆိုတဲ့သတင်းဆောင်ပါသုံးသက်ချက်တွေကိုတင်ဆက်ပေးပါမယ်။အခုတလို့ပွဲစုနေတာကချိန်မုံမယ်ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကလည်းစစ်အုပ်စုနဲ့စစ်အာဏာရှင်ကိုချိန်မုံမယ်။တဖက်ကအကြမ်းဖက်စစ်အုပ်စုကလည်း PDF နဲ့ NUG အပါအဝင်ထောက်ခံသူ ERO တွေကိုချိန်မုံမယ်ဆိုတဲ့စကားတစ်ထစ်ချပြောလာပါတယ်။ လက်တွေ့မျက်တွေ့မြေပြင်ခြေနေကိုလေ့လာကြည့်ရင်2021ခုနှစ်ကစစ်အုပ်စုစိုးမိုးထားတဲ့နေမြေတွေဟာ2022ခုနှစ်မှာမြို့ပြလောက်သာကျန်ရှိတော့တာကိုတွေ့မြင်နေရပါတယ်2023ခုနှစ်မှာတော့မြို့ပြနေရာတွေပါနေမြေချေထွင်လာနေပြီဖြစ်ပါတယ်ဒါအပြင်ပြည်သူခုခံတွန်းလှန်ကာလအတွင်းစစ်အုပ်စုရဲ့တပ်ဖွဲ့ဝင်တောင်းတဲ့ချီဟာပြုတ်ပြုတ်ပြုံးသွားခဲ့တာအမှန်တရားပဲဖြစ်ပါတယ် စစ်တပ်ကိုယ်တိုင်စစ်မထွက်ရေးကြတော့လို့နောက်တန်းမှာတင်းခန့်ညှဉ်းဆန်နေကြပြီးရေးနဲ့မထွက်ရအောင်ကတော့တဲ့အလေးထားပါရိုးရာဒလိလို့ရှိလာပြီဖြစ်ပါတယ်ဘူဂျုံမူကြီးမဖြစ်ရရင်မနေနိုင်လို့တပ်ဖွဲ့စည်းပုံကိုမတရားတိုးချဲ့ပြင်ဆင်ထားပေမဲ့အောက်ခြေတပ်ဖွဲ့ဝင်စရင်ဟာအပြတာတာကြင်ရှိတော်တာကိုမေ့အောင်လိုက်တော့မတိရှာဘူးဖြစ်နေပါတယ်ဂရင်းနီကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်စတဲ့တိုင်းဒေသတွေမှာလည်းမြို့ပြကလေးလောက်တာမေ့အောင်လိုက်ဖို့ကွက်ကွက်ကလေးကြင်ရှိတော်တာဖြစ်ပါတယ် အခုတပန်တကြောပြန်ညီနောင်တိုင်းရင်းသားတွေပြည်မတော်လိုင်းအင်အားစုတွေနဲ့ထိုးစစ်ဆင်တွေပါက ပင်စီကိုခုတ်လဲဖို့အချက်လက်တွေခြံထားခံရတဲ့မင်းအောင်နိုင်ရဲ့ကြေစာစစ်တဟာအမြင့်ပါမကြံလှဲပြီးဘုံဘုံလဲဖို့သာကြံရှိနေတော့တဲ့အခြေအနေပါကြေလက်ကနေမြို့ပတ်ဝိုင်းပျောက်ကျစနစ်နဲ့တောင်းခံလာခဲ့တဲ့ပြည်သူတော်လိုင်းအင်အားစုတွေဟာယခုအခါနီးပြူဟာကြကြတံပြန်ထိုးစစ်များဆင်နွှဲနိုင်တဲ့တက်တီတက်လို့စနစ်ကြတဲ့ပြည်သူတက်မတော်တည့်ရဖြစ်နေကြပြီဖြစ်ပါတယ် ဒေသခံကာကွယ်တခွဲလေးတွေကိုမြေလံပြီးတာလွန်အင်အားနဲ့အခြေအနေကြည့်စစ်ကြောင်းထိုးနေရတဲ့မင်းအောင်လှိုင်ရဲ့ကြီးစားစစ်တဟာပြည်သူဖက်ဒရယ်တပ်မတော်ကိုခြေမုံဖို့အသာထားလို့နောက်ကျတဲ့ခြေတော့တစ္ဆပ်ဖော်ဟေးလို့ကြွေးကြော်ရင်ထွက်ပြေးရတော့မယ့်အခြေအနေတည်းရဖြစ်ပါတယ်။အနည်းချို့ရပါကစည်ရင်မှမိများပင်တာလွန်ပါစေပြည်သူနှလုံးကိုထုံးမမှုရင်ကိုစစ်တဲ့အခြေအနေကိုမသိတက်သေးကတက်ပြင်တော်မထွက်ရင်မြို့ထဲမှာသာကွက်ကွက်ကလေးကြံတော့တဲ့စစ်တပ်ဖြစ်ပါတယ်။ ဒါကြောင့်တော်လိုင်းအင်အားစုညီကိုရီညီညွတ်မှုရတာနဲ့တပြိုင်နက်ခြေမုံခံရသူဖြစ်လင်ဖြစ်ချင်းမင်းအောင်လိုင်းတာလင်ခြေမုံခံရသူဖြစ်တော့မှမလွဲမသွေအချိန်ကြာရောက်တော့မှဖြစ်ကြောင်းပါခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးသို့မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ